မိတ်ဆွေဆိုတာဟာအတော်ရွေးချယ်ရခက်တယ်မိတ်ဆွေဆိုတာကိုယ်အကျိုးလိုလွတ်တဲ့ရောင်ရောင်ဒီလိုရှိပြီးတော့မကောင်းတဲ့ဘက်ကိုချောက်တွန်းတတ်တဲ့မိတ်ဆွေမျိုးတွေဟာလောကမှာအလွန်များတယ်ဒါကြောင့်မို့ပေါင်းတဲ့ဆက်ဆံရေးဟာတဏှာထဲမှာကိုကျိုးနဲ့သွားနိုင်တယ်လို့ကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းတဲ့လို့ရှိရင်လည်းပဲတဏှာဝဆင်းကလွတ်ပြီးတော့နိဗ္ဗာန်ရောက်သွားနိုင်တယ်အကျိုးတရားတွေကို အဲ့တော့ဘဝမှာအပေါင်းသင်းကြောင့်လည်းပျက်စီးနိုင်တယ်အပေါင်းသင်းကြောင့်လည်းပဲကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အပေါင်းသင်းပေါင်းတဲ့အခါမှာဘာလဆိုတဲ့အတ္တပုရိသတွေကိုရှောင်ရှားလို့ပဏိတလို့ဆိုတဲ့တပ်ပုရိသတွေကိုပေါင်းသင်းကြရမှာဖြစ်တယ်အဲ့ဒါလို့ပေါင်းသင်းမှသာလေအခုဘုန်းကြီးတို့တွေ့ ဘုရားမြတ်စွာရဲ့ဂုံကျေးဇူးတွေကိုယုံကြည်ပြီးတော့ဘုရားဘာသာဖြစ်လာတာဟာမြတ်စွာဘုရားနဲ့အပေါင်းအသင်းလုပ်တဲ့သူပြောလို့ရတယ်။ဘုရားကိုယုံကြည်တာဟာဘုရားနဲ့အပေါင်းအသင်းမှုပဲ။အဲ့ဒီသူတော်ကောင်းနဲ့ပေါင်းအသင်းမှုအတွက်ကြောင့်မလုံတဲ့နာနဲ့လုံတဲ့နာတွေခွဲခြားသိကြတယ်။အကောင်းနဲ့အဆိုးခွဲခြားသိတဲ့ပြည့်ရှိတာနဲ့ပြည့်မရှိတာခွဲခြားသိကြတယ်။အဲ့လိုခွဲခြားသိကြသည့်အတွက်ကြောင့် ဒီသိဉာဏ်ရရှိလာသည့်အတွက်ကြောင့်မလုံတဲ့နာကိုရှောင်ခြင်းလုံတဲ့နာကိုလုံခြင်းအပြစ်ရှိတာကိုရှောင်ခြင်းအပြစ်ကင်းတာကိုလုံခြင်းဆိုတဲ့ကောင်းကျိုးချမ်းသာကိုရစေတတ်တဲ့လမ်းကြောင်းမှုမှန်ကိုရောက်ရှိသွားပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာကနိဗ္ဗာန်ချမ်းသာကိုရရှိနိုင်တဲ့အဆင့်ထိအောင်သူတော်ကောင်းတရားတွေကိုကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်တဲ့အနေထားမျိုးဟာ ရသော်ဘုရားဆိုတဲ့တကယ်သူတော်ကောင်းကြီးနဲ့ပေါင်းတင်ဆက်ဆံလဲရသည့်အတွက်ကြောင့်နိဗ္ဗာန်လမ်းကြောင်းကြီးဟာပွင့်သွားတယ်။အပယ်လမ်းကြောင်းကြီးဟာပိတ်သွားတယ်။ဒါဟာပေါင်းတင်ဆက်ဆံရေးကြီးမားသောအကျိုးပြုမှုပဲဖြစ်တယ်။